ဣသရေလနဲ့ပြစ်ခတ်ရဲဆဲခဲ့ပြီးဂါဇာမြို့ကဈေးတွေဟာတဖြည်းဖြည်းပြန်လည်အသက်ဝင်လာပြီဖြစ်ပါတယ်။နှစ်နှစ်နီးပါးကြာအရောင်းဝယ်တွေရပ်တန့်ကုန်ပစ္စည်းတွေရှားပါခဲ့ပြီးမှတော့ဒီအယ်ဘလာမြို့လေကြီးမှာရောင်းသူဝယ်သူတွေနဲ့ပြန်လည်စီကားလာပါတယ်။ဝိဒါထုတ်ယူဖို့ကော်မရှင်ကနှုံသားတွေဟာမြင်မာနေတဲ့အတွက်စစ်ပွဲတံခမ်းပါလက်စတိုင်းပြည်သူတွေအတွက်ကြီးမားတဲ့ဝင်ထုတ်ဝင်ပို့တစ်ခုဖြစ်နေပါတယ်။ ဂါဇာမှာတည်ငြိမ်မှုတဖြည်းဖြည်းချင်းပြန်ရလာတာနဲ့ဝေထုတ်ခနှုံသားတွေကိုအာဏာပိုင်တွေကစတင်ထိန်းညှိနေပါပြီ။ကျွန်တော်တို့မှာဝေစရာချမ်းစရာမျိုးမျိုးရရှိလာပြီဖြစ်ပေမဲ့ဝေထုတ်ဖို့ကော်မရှင်ကကတော့မြင်နေတော့မယ်။အရင်55ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းကိုကျသွားတာမှန်ပေမဲ့အဲ့ဒါလဲလူတော်တော်များများအတွက်မတက်နိုင်ကြသေးပါဘူးလို့ဂါဇာဒေသခံတဦးကပြောဆိုပါတယ်။နေနေချီဈေးမြောင်းခဲ့ရတဲ့ဈေးတွေတွေလည်းပြန်လည်ဆိုင်ဖွင့်ဝင်ရတဲ့အတွက်စိတ်သက်သာရရနေကြပါတယ် ဒါပေမဲ့ပုံမှန်အခြေအနေပြန်ရောက်ဖို့တော့အများကြီးကြာဝင်နေသေးပါဝလာဘနီအလာဆာရလျုံဂါဇာရဲ့ငွေသားစီဝင်ခွင့်ပြုဖို့အစ္စရေးကိုတကဘာလုံးကဖိအားပေးစေချင်တာပါပဲအဲ့ဒါကပြဿနာတွေအားလုံးရဲ့စစ်မှန်တဲ့အဖြေပါလို့ဈေးတွေတူကပြောဆိုပါတယ်ကျွန်တော်တို့ကဈေးတွေမှာကုန်စည်နှုန်းတွေကိုရောမြန်မာတဲ့ငွေထုတ်ကော်မရှင်ကတွေကိုပါထိညှိဖို့လှုံ့ဆော်နေပါတယ်ပြည်ခက်ရဲစဲရေးစတင်ကြတဲ့ကမရှင်ပေါင်း1500နီးပါးအောင်မြင်ပြီးမှောက်ခဲ့ပါပြီလို့ ကာဇာအာနာဘိုင်တူကပြောပါရယ်ကာဇာဒေသခံတွေရဲ့နေ့စဉ်လူမှုဘဝတွေပြန်လည်စတင်လာခြင်းမှာကာဇာဘန်တွေလည်းပြန်လည်ဖွင့်လှစ်လာပြီးစီးပွားရေးစနစ်ထက်ငွေသားပြန်လည်ထည့်သွင်းနိုင်ဖို့ပါလက်စတိုင်းဒေသခံတွေမျှော်လင့်နေကြပါတယ်လာဘများစွာကြာငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်ရှားပါမှုတွေပြီးမှကာဇာအာနာဘိုင်တွေဟာငွေကြေးစည်းစိမ်မှုကို ထိန်းချိန်ပြီးကုန်စည်နှုန်းစီးငင်ဖို့ဝင်ရောက်ဆောင်ရွက်နေကြပါတယ်အစ္စရေးရဲ့ပိတ်ဆို့မှုတွေကလည်းခုလိုတဖြည်းဖြည်းချင်းစီးပွားရေးအခွင့်အလမ်းတွေပြန်လည်ခွင့်ပြုလာတာဟာ ဂါဇာပြန်လည်ထူထောင်ရေးအတွက်အတိုင်းအတာတစ်ခုထိအထောက်အကူပြုလိမ့်မယ်လို့သတင်းတွေကဆိုပါတယ်ရှင်။